လိုင်းလေးတွေဆွဲပြီးထုံးတဲ့စတုံးကိုကြိုက်တဲ့သူရှိလားမင်္ဂလာပါရှင်ဒီနေ့မှာတော့လိုင်းလေးတွေဆွဲပြီးစတုံးလှလှလေးတွေထုံးရအောင်အရင်ဆုံးဘေးစည်းကိုနားထိုက်ခွဲထားပြီးတော့သပင်းကိုထိုက်ဖောင်းနေရကနေအထင်းကိုနည်းနည်းလေးဖောင်းထားပြီးတော့မှအခုလိုမျိုးစုပြီးတော့တင်လိုက်ပါတယ်လိုင်းလေးတွေဆွဲတဲ့အခါလက်ထိတ်ကလေးနဲ့ပပလေးယူပြီးတော့ကိုလိုချင်သလောက်လိုင်းကလေးတွေကိုဆွဲတာဖြစ်ပါတယ် ဘေးကျန်းကိုလည်းပဲအဲ့တိုင်းလေးတိမ့်ပြီးတော့လိုင်းလေးတွေဆွဲတာဖြစ်ပါတယ်။ပြီးရင်တော့ spray ကိုမာမာတန်းတောင်လေးနဲ့ကောင်းတဲ့ဟာလေးကိုဖြန်ပေးပါ။အဲ့ဒါမှပဲကိုဆွဲထားတဲ့လိုင်းကအကြာကြီးခံမှာပေါ့နော်ပုံမပြက်ပဲနဲ့။အပေါ်ကပညာနှချမ်းကိုအဲ့တိုင်းလေးတိမ့်ပြီးတော့အောက်ကစပင်တွေကိုလည်းခုယူပြတဲ့အတိုင်းပဲအလိုက်ကလေးယူသွားတာဖြစ်ပါတယ်။လိုင်းလေးတွေကိုလည်း ဒီတိုင်းလေးဆွဲมาပေါ့เนาะလက်ထိတ်ကလေးကိုသုံးပြီးတော့လိုင်းလှလှလေးတွေဆွဲယူသွားတာဖြစ်ပါတယ်ဒီလိုမျိုးသပင်းအလိုက်ကိုယူတဲ့အခါဘယ်ညာနှစ်ဖက်ကိုညီအောင်ယူမယ်ပေါ့เนาะအဲ့ဒါမှပဲစတုံးကလှနေမှာပေါ့ဟိုတလိုက်ကကြီးပြီးတော့တလိုက်ကဟိုးအတွင်းကိုဝင်သွားတာမျိုးဆိုလို့ရှိရင်မလှပါဘူးအဲ့ဒါကြောင့်မလို့တတိထားပြီးတော့မှယူပေးပါစတုံးဖြစ်သွားပြီဆိုလို့ရှိရင်တော့ ဟိုတိမ်နေတဲ့နေရာခြိုက်နေတဲ့နေရာကို ပြန်ပြီးတော့ဆွဲရမှာပေါ့နော်လှလှလေးဖြစ်သွားအောင် ပန်းတွေကတော့ချိုးစီမှာကိုယ်တိုင်လှုပ်တဲ့ပန်းလေးတွေကိုပြောင်းပြီးတော့ပန်ပြပေးထားတာဖြစ်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်။သင်တန်းစိတ်ဝင်စားတဲ့သူတွေလည်းစုံစမ်းမေးမြန်းလို့ရပါတယ်ရှင်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်။အရင်မဆမ်းမိမဲ့လို့ ဒီပုံလေးကိုထုံပေးတဲ့ခါမျိုးမှာတော်တော်များများလူကြိုက်များတာကိုတွေ့ရတယ်ပေါ့နော်။မင်္ဂလာပါရှင်။ဒီနေ့မှာတော့ပညာရဏအနေနဲ့ဒီပုံလေးကိုထုံပြပေးသွားမှာဖြစ်ပါတယ်။ဒါလေးထုံမယ်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးသပင်းကိုအဖျားလေးလိုက်ပြီးတော့အပေါ်ပိုင်းကိုခြေစရာဖွဲ့စရာရှိတာလေးတွေကိုလှုပ်ထားပြီးမှဒီဆင်လေးတွေကိုလာတာပိုကောင်းပါတယ်။စတုံးပုံစံကတော့တအားကြီးတော့မခတ်ပါဘူး။အစပင်ပညာအချမ်းလိုက်ခွဲပြီးတော့ဟိုဘက်ဒီဘက်တင်သွားတာလေးဖြစ်ပါတယ်ရှင်။ ဒီပုံလေးကအဆင့်တွေအများကြီးမသိမ်းချင်ဘူးဆိုရင်တောင်မှဟိုဘက်ဒီဘက်နှစ်ချမ်းကလေးတိမ့်ပြီးတော့ယူရင်လည်းဖြစ်တယ်နော် မွားစစ်နေပြီးသွားတဲ့ခါကျတော့ဝက်စလီနဲ့နဲ့တုံပြီးတော့သပင်းကို ပြန်သိမ်းလိုက်မယ်ဒီလိုမျိုးတုံးခြင်းအပြင်အတူအပြက်လေးတွေပါအကုန်လုံးပါသွားတယ်ပေါ့နော်ဘေးနောက်ကိုဖွာလန်ကျဲပြီးတော့မှထွက်မနေတော့ဘူးသပင်းတွေအကုန်လုံးတသက်ရဲ့ခလေးနဲ့ပြောင်ပြောင်တင်းတင်းလေးဖြစ်သွားတာပေါ့နော်ပြီးတော့မှအခုလိုမျိုးလေးခွေလိုက်တာဖြစ်ပါတယ်စပင်းတအားထူတဲ့သူမျိုးဆိုလို့ရှိရင်တော့ချစ်ချစ်ကလေးခွေပေါ့နော်ဇဒုံ အရင်ပွားရောင်းရင်မဖြစ်အောင်လို့လေနော် ပြီးရတော့ဒီအခွေနှစ်ခုကကတ်နေဖို့အတွက်တေးချာလေးတော့တင်ရမယ်နော်ဒီနေ့ကကြတော့ဟိုပန်းဆိုင်ပိုင်နေဆိုပြီးတော့မှလက်လံကျက်တော့မပန်းတော့ဘင်းနဲ့ပေါ့နော်သူနဲ့လာတဲ့ဒီတသေးလေးကိုပဲတခက်သေးပန်ပေးထားတာဖြစ်ပါတယ်တင်နန်းစိတ်ဝင်စားရတဲ့သူတွေအတွက်မိတ်ကက်စတုံးတင်နန်းပန်းစရိုးတင်နန်းကို စတင်ပြီးတော့ဖွင့်လှစ်ပေးနေပါပြီ။အာ CB ကနေလည်းစုံစမ်းလို့ရပါတယ်။ဖုန်းနံပါတ်ကနေလည်းစုံစမ်းလို့ရပါတယ်ရှင်။အားလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်။အင်ဂျီလေအထောင်ဝတ်တဲ့အခါမျိုးမှာဇဒုံနိုင်နေလို့ရှိရင်ဘလို့မှအဆင်မပြေပါဘူး မင်္ဂလာပါရှင်ဒီနေ့မှာတော့ fancy အမြင့်စတုံးလေးကိုပညာရဏအနေနဲ့ထုံပြပေးသွားမှာဖြစ်ပါတယ်အခုပြထားတဲ့အတိုင်း basic လေးတွေကိုခွဲပြီးတော့စပင်းစီးတိုင်းကိုအပေါ်နေရာမှာစီးလိုက်တာပေါ့နော်ရှေ့ချမ်းကိုတော့ခပ်ပွားပွားကလေးချစ်ယုံလေးပဲချစ်ပြီးတော့အပြောင်သိမ်းပါမယ်အရန်ဖောင်းသွားလို့ရှိရင်အပုံးတရောသမီးနဲ့တူသွားမှာဆိုလို့ ဘေးကိုအပြောင်းလဲသိမ့်ပြီးတော့ပင်ကင်းနဲ့ခဏထိန်ထားမယ်ပြီးတော့မှပဲကလင်းနဲ့ပြန်သိမ့်လိုက်မယ်ပေါ့နော်အလုံးသိမ့်ပြီးပြီဆိုလို့ရှိရင်အပေါ်မှာစုစုစီထားတဲ့ဇပင်ကိုနှစ်ချမ်းခွဲပြီးတော့တစ်ချမ်းကို၄ပင်ကျစ်စီကျင့်မယ်ပေါ့နော်၄ပင်ကျစ်တဲ့အခါဇပင်ပါတယ်ဆိုလို့ရှိရင်တော့ခပ်ဖောက်ဖောက်ကလေးကျစ်ပါသူက၄ပင်ကျစ်ကိုဦးစားပေးတယ်ဆိုတာထက်စတုံးပုံစံလေးရအောင်ကျစ်တာမလို့ ခပ်ဖွားဖွားကလေးအမွှာလေးတွေကိုဆွဲပေးရပါမယ်။နှစ်ဖက်စလုံးကိုဗေညာကျစ်ပါတယ်။ပြီးတော့အခုပြရတဲ့အတိုင်းဂွင်းလေးလုပ်ပြီးတော့ဟိုဘက်ဒီဘက်ဂွင်းရှို့လိုက်တာဖြစ်ပါတယ်။အဲ့ဒါပြီးသွားလို့ရှိရင်တော့ဇဒုံးပုံကိုကိုယ့်ဘာသာကို ပုံဖော်ရမှာဖြစ်တဲ့အတွက်အခုနလေးပင်ကျစ်တွေကို ပြန်ဆွဲရတာဖြစ်ပါတယ်။အလုံးပြီးသွားပြီဆိုရင်တော့ပန်းလေးပတ်လိုက်တာဖြစ်ပါတယ်။တကယ်တော့ဒီဇဒုံးနဲ့ပန်းက ပန်းကပို့ပြီးကြီးနေရပေါ့နော်ဒါကနမူနာလေးတက်တက်ပန်းပြတာဖြစ်ပါတယ်အမေကပန်းဆိုင်ပိုင်ရှင်ဆိုတော့သမီးကိုခြေမုတ်ကလေးဆိုအများကြီးပန်ပေးထားတာပေါ့နော်တခက်ထင်းနဲ့ခေါင်းအပြေးပေါ့ဒီဟာကကျတော့ချိုးစီမှာရောင်းတဲ့သင်တန်းလေးဖွင့်တဲ့အာပန်းကက်လေးဖြစ်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်